ရှမ်းမြောက်ဒေသအထက်ရွယ်ရဲရွာ280မဂါဝတ်ဆက်ရုံလည်းတိဆောက်မှုနှေးကွေးနေတယ်ဆိုတော့ရှမ်းမြောက်ကလည်းပြန်ပြီးတော့မှငြိမ်းချမ်းလာတာတိတ်မကြသေးဘူးပေါ့နော်ဒါတော့မှဟိုအများကြီးရှိပါသေးတယ်ရှင် TNL တို့ဘာလို့အောက်ကျနေတဲ့ဟိုနေရာတွေရှိပါသေးတယ်နောက်တစ်ခုကကြတော့ဒီစကိုင်းရဲ့မြောက်ပိုင်းတို့ပြီးလို့ရှင်ဒီဗမော်တို့ဘာလို့ကချင်ဘက်မှာလဲတိုက်ပွဲတွေပြင်းထန်နေတဲ့စသဖြင့်ပေါ့နော်ဒါမျိုးတွေကရှိနေတဲ့ခါကျတော့ဒီလျှက်စစ်တပ်အားပေးဆက်ယုံနေလဲတော်တော် ဟိုပါပေါ့နော်ဒီအဲ့လိုဒေတာတွေမှာကြာရောက်နေရဆိုတော်တော်လေးဒုက္ခရှိပါရဲ့ရှင်။နာရှမ်းတောင်ဒေတာအထက်ကျိုင်းတောင်ကတော့57မဂါဝတ်ဖြစ်တယ်။အဲသူက2023ခုနှစ်တုန်းကတော့80ရာခိုင်နှုန်း PC ပြီဆိုတော့မကြခင်မီ PC မယ်ဆိုတော့အဲဒီစာတန်းရေးထားတာတော့2024ကရေးထားတော့ကျွန်မထင်တာအခုဆိုရင်လည်းပြီးရင်လည်းပြီးနေမှာပေါ့နော်။ရှမ်းတောင်ဆိုတော့လေရှမ်းတောင်ကတော့အေဂျင့်နဲ့ဒေတာဖြစ်တော့နော်လျှက်စစ်ထုတ်လွှင့်တော့မယ်။ ီလို့ရှိရင်အဲ့ဒါကဘာလဲဆိုရင်2009ခုနှစ်ကပြီးစီးခဲ့တဲ့ဂျိုင်းတောင်းက54မဂါဝတ်ရှိတယ်။နော်အဲ့ဒါကိုအားဖြည့်ဖို့လို့အတွက်အထက်ဂျိုင်းတောင်းဆိုပြီးတော့57မဂါဝတ်ပေါ့နော်။ပေါင်းလိုက်လို့ရှိရင်တော့နှစ်ခုပေါင်းရင်တော့105မဂါဝတ်ဖြစ်မှာဖြစ်ပါလေရှင်။အဲ့ဒါကတော့အထက်ဂျိုင်းတောင်းနဲ့ဂျိုင်းတောင်းရေအားလျှပ်စေအဲ့ဒါကတော့ရှမ်းတောင်မှာရှိတဲ့အတွက်အပြီးနေပြီလို့ယူဆလို့ရပါတယ်။နောက်ရှမ်းမြောက်မှာနံမတူရေအားလျှပ်စေပေါ့နော်။210မဂါဝတ်ရှိပါလေရှင်။ ဒီနမတုဒေတာဆိုတာနမတုဘော်တွင်လို့ပြောလို့ဆိုတာဒါတထုတွေလည်းထွက်တယ်ပေါ့နော်အဲထွက်တယ်ဆိုလို့ရှိရင်ရေအားလျက်စ230မဂါဝရှိတယ်သို့တော်လည်းပြိပခဒေတာနဲ့နီးကပ်တယ်ဒီတိဆောက်ချင်းကကနဦးစစ်မှာရှိသေးပြီးတော့မှဆက်မလုံနိုင်ဘူးပေါ့နော်ပြီးလို့ရှိရင်တထေးရေအားလျက်စစ်ကြတော့131မဂါဝအဲတထေးရေအားလျက်စစ်ကတော့ရခိုင်ပြည်နယ်မှာရှိတဲ့အတွက်ကြောင့်မလို့ဒီရခိုင်ပြည်နယ်ကလည်းအခု14မြို့နယ်မှာ oh sorry ပါရှင်18မြို့နယ်မှာ3မြို့နယ်ပဲ ဒီအစိုးရရဲ့အုပ်ချုပ်မှုအောက်ပေါ့နော်စစ်တွေကြောက်ဖြူနဲ့မန်းအောင်ပဲရှိပြီးတော့မှကြံတဲ့နေရာတွေကဒီ AA ရဲ့လက်နက်ကင်တောင်းချမ်းသူတွေထိမ့်ချုပ်ထားတဲ့အောက်ကိုရောက်နေတဲ့ခါကျတော့ရခိုင်ပြည်နယ်ရဲ့တထေးရီအားလျက်စစ်ကလည်း131မဂါဝတ်ပေါ့နော် ထုတ်လုပ်ဖို့လို့တိဆောက်ဟိုစီမံထားတယ်ဒါပေမဲ့အ ਨੇ ချင်းမဲ့ဆောင်ရွက်နိုင်သေးတယ်ပေါ့နော်နော်ထုတ်လုပ်မှုရဲ့90%ကိုတဲ့အဲထိုင်းနိုင်ငံကိုတင်ပို့မဲ့ဟတ်ကြီး เนาะဟတ်ကြီးရေအားလျက်စစ်ကတော့သူကကြီးပါတယ်ရှင်1390မဂါဝတ်ကလည်းပြိပခဒေတာမှာကြာရောက်နေပါတယ်တဲ့အဲတကယ်တမ်းပေါ့နော်ဟတ်ကြီးရေအားလျက်စစ်ဆိုတော့ခုနကကျွန်မဟိုရဲရွာရေအားလျက်စစ်က990မဂါဝတ်အကြီးဆုံးဆိုတာဒါကဘာလဲဆိုရင်တကယ်လေပတ်နေတဲ့အထက်မှာအကြီးဆုံးပေါ့နော်ဒုတိယအကြီးဆုံးကတော့ရွှေလီပေါ့ရှင်600မဂါဝတ်အပြည့်လို့ရှိရင်ဟတ်ကြီးရေအားလျက်စစ်ကအခုလက်ရှိရဲရွာထက်ကိုကြီးတယ်။တော့1390မဂါဝတ်ထုတ်နိုင်မယ် ဲဒါပေမဲ့လည်းသူက60ရာခိုင်နှုန်းထိုင်းကိုရောင်းမယ်ပေါ့နော်ထုတ်လုပ်မှုရဲ့60ရာခိုင်နှုန်းထိုင်းကိုရောင်းမယ်ထိုင်းကိုရောင်းမှရောင်းမှကျမတို့လည်းနိုင်ငံခြားဝင်ငွေတွေရမယ်နိုင်ငံခြားဝင်ငွေရမှခုနလို spare parts တွေဝယ်နိုင်မယ်အဲပြီးလို့ရှိရင်ဒီနည်းပညာတွေရင်းနှီးမြှုပ်နှံနိုင်မယ်စသဖြင့်ပေါ့နော်ဟိုနိုင်ငံတော်အနေနဲ့လည်းနိုင်ငံခြားငွေရှာရတာပေါ့ရှင့်အဲ့လိုရှာမယ်ဆိုပေမဲ့လေဒီဟာကြီးရေအားလျက်စစ်ကလည်းတော့ပြိပက္ခဒေတာမှာကြာရောက်နေတော့ ဆိုလို့ရှိရင်ဒါခုနစာချုပ်ဒီပိုင်းနဲ့ရောင်းထားဝယ်ထားတယ်ဆိုရင်ဒါနိုင်ငံအချင်းချင်းရောင်းသူနဲ့ဝယ်သူမျက်နှာပြည့်ရတာတွေရှိနိုင်တာပေါ့နော်ပြီးလို့ရှိရင်ဘန်းချောင်းကတော့တဲ့နတ်အဘန်းချောင်းက23မဂါဝတ်မယွန်းက33မဂါဝတ်စာရာဝက49မဂါဝတ်ဒီရေအားလျက်စစ်အကောင့်ထက်ပေါ်မှုနဲ့တဲ့ရွှေလီ3အားတဲ့အဲရွှေမှုနဲ့ရွှေလီ3အား အားဖြစ်ပြင်ဆင်မှုများနေကွေးနေတာကိုတွေ့ရတယ်ဆိုတော့ကျမတို့ကအဓိကကတော့အဲ့လိုဖြစ်နေတာပေါ့ရှင်ရေအားလျက်စစ်တွေကလည်းပါလဲဆိုရင်ရေအားလျက်စစ်ရှိတဲ့နေရာတွေကကျမတို့ကပြိပက္ခဒေသတွေအများစုဖြစ်နေတဲ့အခါကျတော့အရေအားလျက်စစ်ထုတ်လုပ်မှုကလည်းကျမတို့အဲ့လိုဟိုရင်းနှီးမြှုပ်နှံထားပေမဲ့ကြန့်ကြာပြီးတော့မှဆိုင်းငံ့နေတာတွေဖြစ်နေတာပေါ့နော်